နေပြောနောက်ကြည့်ညပြောအောက်ကြည့်ဆိုတာမြန်မာစကားအတိုင်းပဲအန္တရာယ်မကင်းတဲ့အခါအန္တရာယ်ရှိနိုင်တဲ့အခါမျိုးတွေမှာအစတော့နေခင်းဆိုရင်လည်းပတ်ဝန်းကျင်ကိုမကြည့်မရှုမပြောပါနဲ့စကားကိုစဉ်းစဉ်းချင်းချင်းပြောညခင်းဆိုရင်လည်းမမေးမမြတ်မစုမစံဘာမှမသိဘဲနဲ့စွပြီးတော့မပြောပါနဲ့ဥပမာအားဖြင့်ဘာနဲ့အလားတူတယ်လဲဆိုလို့ချင်ရင် ဥစဉ်တော့ตาရဲ့တိရစ္ဆာန်ตาရဲ့တွေပေးကဒီအချင်းမရွေးကြောက်လာနိုင်တဲ့တော်တဲ့ကို သွားတဲ့မို့ဆိုးတယောက်ဟာကြားတယ်စံတဲ့တွေအစရှိတဲ့ตาရဲ့တွေအန္တရာယ်ကြောင့်အမြဲတည်ထားကြည့်စုပြီးတော့သွားလာရသလိုအန္တရာယ်ရှိတဲ့အရက်တွေသားတွေဒီနေ့ခေတ်ခက်ကလာမကောင်းတော့เนาะအန္တရာယ်ရှိတဲ့နေရာတွေမှာနေတဲ့ထိုင်တဲ့ပုဂ္ဂိုလ်ဟာအပျော်အဆူစီကံရှိပါနှုတ်ပေါ်ဆိုရင် တကားတခွန်းကြောင့်အဘွားလုံးနှစ်နာဆုံးရှုံးသွားတာတပါတယ်